ားလုံးပဲမင်္ဂလာပါစေ။၂၄နှစ်အတွင်းထူခြားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲသတင်းလေးကိုတင်ဆက်ပေးပါရောင်းမယ်။ကျမရောမြစ်တီကိုပါ။မော်လမြရန်ကိုရထားလမ်းပါပြည်စင်ပစ္စည်းတာကြောင့်နေ့စဉ်အချိန်မှာပုံမှန်ပြည့်ဆွဲပေးနေတဲ့သတင်း။ညအချိန်မူကြီးကရေးကြည့်တာကြောင့်တရားကြောသိဆုံးခဲ့တဲ့သတင်း။ဘာသာရေးနဲ့ညီစုံနယ်လို့ဆိုကတာနီမမြကစစ်တုရဲ့မကစားဖို့အတွက်ပြင်ပင်လိုက်တဲ့သတင်း။ မယုန်နက်စပါကစားမဲ့ဘိုလ်လူပွဲဥရောပဘိုလ်လူပွဲများမှာအစိမ့်နေဆုံးဘိုလ်လူပွဲဖြစ်လာမယ်ဆိုတဲ့သတင်းပါဝင်အစားရှိတဲ့တင်းရင်ဒီပါစိတ်ဝင်စားဖွယ်တဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ဝင်သတင်းပုတ်ကိုတင်ဆက်ပေးကြပါမယ်။မော်လမြေရန်ကုန်ရထားလမ်းပိုင်းပြင်ဆင်ပြီးစီးတာကြောင့်နေ့စဉ်အချိန်မှပြန်လည်ပြည့်စွက်ပေးနေပါတယ်။ဒီသတင်းကိုတော့မြန်တူကပေးပို့လာပါဗျ။ မော်လမြိုင်ရန်ကုန်ရထားလမ်းပိုင်းနင်းပလဲပူရာနဲ့တောင်စွန်းပူရာကြားမှာယခုလမေလ6ရက်နေ့မှာမိုင်းခွဲဖြစ်စီခဲ့ရပြီးတဲ့နောက်၃ရက်ကြာပြင်ဆင်မှုတွေပြုလုပ်ပြီးရကြောင်းချထားခီးစင်များကိုနေ့စဉ်အချိန်မှပြန်လည်ပြည့်စဲပေးနေပြီလို့သိရပါတယ်။မော်လမြိုင်ရန်ကုန်ရထားခီးစင်ကို ရှမန်နေ့မေလ10ရက်နေ့မှာစတင်ကအမှတ်80နဲ့အစုံမော်လမြိုင်ရန်ကုန်၄ရက်တွဲဆက်ရထားကို စတင်ပြည့်စွဲလျက်ရှိနေရလို့သိရပါတယ်။မော်လမြိုင်ရန်ကုန်ရထားခရီးစဉ်လက်မှတ်များကိုအထက်တန်း3ရက်ကျော်၊2ရက်ကျော်၊1ရက်ကျော်နဲ့ရေရိုးတဲ့လက်မှတ်များကို1ရက်ကျော်တင်ပြီးမော်လမြိုင်ဘူတာကြီးရက်ကျော်လက်မှတ်ရုံမှာမနက်9နာရီကနေမွန်းလွဲ3နာရီထိနေ့စဉ်ရောက်ရှာပြည့်လျက်ရှိနေရလို့လည်းသိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ညအချိန်မိုးကြီးကရေကြီးတာကြောင့်တရားကျော်တိတ်ဆုံးခဲ့ပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းဝါပြပေါ်လာပါဗျ။ ညတစ်ထောင်ကျော်အချိန်မှာမူတည်ထန်စွာရသွန်းပြီးရုပ်ရှိရေးကြည့်ခဲ့တာကြောင့်တရားကြောသိဆုံးခဲ့တဲ့ဖြစ်စဉ်တရက်ဒီမိုကရက်တစ်ကိုယ်ကိုယ်နိုင်ငံမှာဖြစ်ပွားခဲ့ရလို့သိရပါတယ်။ဒီမိုကရက်တစ်ကိုယ်ကိုယ်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ကီဘူခရိုင်တွင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့ကြတာရီနေညာဒေတာဆန်တော်ကြီးတစ်ထောင်ကျော်အချိန်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ရက်ဆက်မှုရသောမှုတွေကြောင့်ကီဘူခိုင်တွင်းမှာရှိတဲ့ကာဆာဘာမြေရှင်တဲ့နေချိန်မှာထပ်မံရသွန်းခဲ့တဲ့မိုးရေတွေဟာမြေအတွင်းကိုမစီးဆင်းနိုင်တော့ပဲရုပ်ရှင်ရည်ကြီးမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဟေဂျီမူကြောင့်တိတ်ဆုံးခဲ့သူတွေဟာကာဆာဘာမြစ်နီးမှာရှိတဲ့ကြီးွားတွေဖြစ်ပြီးတိတ်ဆုံးသူအများစုဟာကလေးငယ်တွေနဲ့တကြီးဝယ်ဦးတွေဖြစ်တယ်လို့ဒီမိုကရက်တစ်ကိုယ်ကိုနိုင်ငံတဘာဝဘေးရနေတဲ့တာစီကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဟေဂျီမူကြောင့်အိမ်လုံးရာနဲ့ရှိပြီးတော့တိခိုက်ပျက်စီးမှုတွေလည်းဖြစ်ပွားခဲ့လို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာဒင်းသဘောက်ကိုတင်ဆက်ပေးကြပါမယ်။ဘာသာရေးနဲ့ညီစွမ်းနယ်လို့ဆိုကတာလီဘန်များကစစ်တပ်ရဲ့မကစားဖို့တပိတ်ပင်လိုက်ပါတယ်။ဒီသတင်းကိုတော့ညင်းချအောင်ပါပြပေါ်လာပါ အစ္စလာမ်ဘာသာရေးဥပဒေတစ်ခုဖြစ်တဲ့ရှာရီယာဥပဒေနဲ့မကိုက်ညီပဲညီဆိုးနယ်လိုတတ်မှတ်ပြီးတာလီဘန်ဆိုရဟာအာဖဂန်နစ္စတန်နိုင်ငံအတွင်းမှာစစ်တုရေမကစားရဘူးလို့ပိတ်ပင်လိုက်တယ်လို့သိရပါဗျ။တာလီဘန်ဆိုရရဲ့အကစားဝင်ကြီးအိတ်တမက်ရှ်ဝါနီကစစ်တုရေကစားနည်းနဲ့ပတ်သက်ပြီးဘာသာရေးနဲ့ကိုက်ညီမှုရှိမရှိဆိုတာကိုပြန်လည်သုံးသပ်ဖို့လိုအပ်နေတဲ့အပြင်လမ်းကစားလုပ်တဲ့သဘောနဲ့တယောက်နေရာကြောင့်တနိုင်ငံလုံးမှာစစ်တုရေမကစားဘူးအတွက်ဂျာယိပိတ်ပင်ခဲ့ရဖြစ်တယ်လို့ပြောကြားခဲ့ပါဗျ။အာဖဂန်နစ္စတန်နိုင်ငံစစ်တုရေဖွဲ့ချုပ်ကိုလည်းနှစ် နှစ်အတွင်းစစ်တုရေပြိုင်ပွဲမလုပ်ဖို့အတွက်တားမြစ်မိတ်ထုတ်ခဲ့ပါတယ်။2021ခုနှစ်မှာအမေရိကန်တပ်တွေစုခွာသွားပြီးနောက်မှာ အာဖဂန်နစ္စတန်တနိုင်ငံလုံးကိုတိုက်ပိုက်ပြီးအစိုးရဖြစ်လာခဲ့တဲ့တာလီဘန်ဖွဲ့တွေဟာတရှုအကစားနေတွေကိုရှာရီယာဥပဒေနဲ့ကန့်ညီမှုရှိမရှိဆိုတာကိုရှင်းလင်းသုံးသပ်မှုတွေအများအပြားပြုလုပ်ခဲ့ပါတယ်။ပြည်ကနေကလည်းကိုခဲပညာအပြိုင်ပွဲဖြစ်တဲ့ MMA ပြိုင်ပွဲကိုရှာရီယာဥပဒေကိုအလေးထားမှုအတွက်ပြဿနာဖြစ်စေရလို့သတ်မှတ်ပြီးပြိပင်ခဲ့ရလို့သိရပါတယ်။ နောက်တန်းအားသာတဲ့တဲ့ဘက်ကိုလည်းလက်ခံရရှိထားပါသေးတယ်။မရိနက်စပါကစားအမယ်ဘိုလူပွဲဥရောပဘိုလူပွဲများမှာအစိမ့်နေသောဘိုလူပွဲဖြစ်လာမယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ညင်းချောင်းဝါပြပေါ်လာပါဗျ။ လာမယ့်မေလ22ရက်နေ့ညမှာမန်ရွယ်တဲ့နဲ့စပါတဲ့တို့ရှင်မြန်ကစားမယ့်ယူပါလိဘူလူပွဲဟာဥရောပဖလားဘူလူပွဲရဲ့တမိုင်မှာအဆင့်တန်းနေဆုံးဘူလူပွဲဖြစ်လာမယ်လို့သိရပါတယ်။မန်ယူနဲ့စပါတို့ဟာမင်းညကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်တွေမှာပြိုင်ဘက်တွေကိုရှုံးနေခဲ့တာကြောင့်ပရီးမီးယားလိမပေးစရာရည်တည်မှုမှာတန်းစင်ဆုံးတဲ့ကရက်နေရာတွေဖြစ်တဲ့အဆင့်16နဲ့18နေရာတွေကိုရောက်ရှိသွားခဲ့ပါတယ်။ အဲ့လိုရောက်ရှိသွားခဲ့တာကြောင့်ဥရောပစစ်ပြန်ပွဲတွေရဲ့ဘူလူပွဲတွေတမိုင်းမှာလေးစင်းရက်တည်မှုအနိုင်ဆုံးနဲ့တင်းပို့လို့ရမယ်အစင်းအနိုင်ဆုံးဘူလူပွဲဖြစ်ကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။မန်ယူနီပြအီမိုရီယာအတင်ဟာရှုံနေတဲ့အရာတာကိုဂရင်းတွေ့တယ်လို့ဖြစ်နေပြီးနိုင်လိုက်ရှုံလိုက်နဲ့ရလန်နဲ့ရှည်ဆွဲနေမတည်ငြိမ်နဲ့လက်ရှိအခြေအနေကိုပြောင်းလဲမလုပ်နိုင်ဘူးဆိုရင်ရှာဒူကနေထွက်တော့မယ်လို့ပြောကြားခဲ့ရလို့လည်းသိရပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှေ့ရဲ့24နိုင်ရီကတဲ့တင်းတွေပဲဖြစ်ပါတယ်။ ဒီစုအဘကြပြည်သက်များအားလုံးကျမ်းမာရှင်လန်းကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါရရှင်။